တော်တော်လေးကျယ်ပြီးတော့တော်တော်လေးလက်စွေလို့ပေါက်တယ်လုံးဝမိုက်တယ်တရားလည်းကြိုက်တယ်ဝိုင်းအန်လည်းချာကျင်တာဖုန်းနှလုံးအာဒွင်ကိုရပြီးတော့မဆက်ခုမှာမှသူက option အနေနဲ့ဒီမှာ၅ခုရေးလို့ရတယ်ဒီက euro grain နဲ့အသွင်းထားဖြစ်တဲ့အတွက်ကြောင့် SOS စနစ်ကလေးပါဝင်လာပြီးတော့နောက်ကာကိုခွင်းတဲ့ခလုတ်ကဒီအောက်မှာပဲပါဝင်လာပြီးဟိုမှာပြောင်းနေရကြာပြီးဖြစ်တဲ့ကာလေးဒစီဖြစ်တယ် CV5 EV လေးပဲဖြစ်တယ် Okay မောသားကြီးဆိုတော့ ရှက်လေးတောက်ပြီးတော့အရှင်လေးနားထောင်လိုက်မယ် Hello series I'm right here Kind of music Yes ဘာဝင်လာပါ auto blog နေမှာကျေးဇူးပါတယ်ကျွန်တော်ဒီနေ့ review လုပ်ပေးမယ့်ကားလေးကလုံးဝအမိုက်စားကားလေးစီးဖြစ်ပြီးတော့ futuristic နဲ့ဒီ sporty လုပ်တဲ့ design ကိုပေါင်းပြီးထုတ်လုပ်ပေးထားတယ်လမ်းပေါ်မှာပျောက်နေရကြာကြီးဖြစ်တဲ့ကားလေးဒီစီးဖြစ်တယ် CV5 EV လေးပဲဖြစ်တယ် ဒီကားလေးရဲ့အရှိပိုင်းရုပ်ထွက်လုကဆိုရင် Porsche Macan နဲ့ look က similar ဖြစ်နေတာကိုတွေ့ရပြီးတော့အပေါ်မှာဆိုရင် series logo ပါမယ်အောက်မှာက360 camera နဲ့အတူဒီဘေးမှာဆိုရင်လည်းလုံးဝ signature ဖြစ်နေတဲ့ data running line design နဲ့ intelligent headlight ကိုအသုံးပြုပေးထားတယ် signal မီးရဆိုရင်လည်းဒီအောက်မှာပဲဖြစ်ပြီးတော့ဒီမှာဆိုရင် safety အနေနဲ့အရှိပိုင်းမှာ sonar လေးလုံးပါဝင်လာမယ်ဒီအောက်ဘက်မှာ design ရအမက် color နဲ့အသုံးပြုပေးထားပြီးတော့သူ သူ့ရဲ့ဒီအရှိပိုင်းရုပ်ထက်ကဆိုရင်တော်တော်လေး sporty လို့ဖြစ်နေပြီ futuristic ဖြစ်နေအောင်တွေ့ရတယ်ပေါ့နော်ပြီးတော့ဒီမှာဆိုရင်လည်းကျေဝင်တဲ့ storage speed တွေ့ရပြီးဒါရင်မဟုတ်သေးဘူးအနောက်ခံကာဝစ်စပီယာဆိုရင်လည်းတော်တော်လေးကျေဝင်ပြီးတော့အပေါ်မှာဆိုရင်ဂျင်းလေးပါဝင်လာမယ်တောက်မှာမှာကျွဲဖို့ပါဝါအောက်လင်းနဲ့ကာကူလိုက်လို့ပါဝင်လာပြီးအဲအနောက်ပိုင်းမှာကြည့်လိုက်မယ်ဆိုရင်ထူးခြားနေတာကသူက ကားနောက်ကားကိုဖွင့်တဲ့ခလုတ်ကဒီအောက်မှာပဲပါဝင်လာပြီးတော့အပေါ်မှာဆိုရင် mini spoiler နဲ့အတူတေးခိမ့်ပြီးပါဝင်လာမယ် series logo က LED mini နဲ့ဖြစ်သွားပြီးတော့ဒီမှာကားကိုအဝေးကကြီးလိုက်တာနဲ့ series EV မှာတည်တာနေရကသူရဲ့ signature ဖြစ်နေတဲ့ဒီ horizontal data running line design က flying wing ပုံစံနဲ့ဖန်တီးပေးထားပြီးတော့အောက်မှာဆိုရင် series 5 EV logo နောက်မှာ safety နေနဲ့ sonar လေးလုံးပေါင်းဝင်လာပြီးတော့အောက်မှာဆိုရင်လည်းဘန်ပါ mac ကလာအသုံးပြုပေးထားတာလေးကတော်တော်လေးမိုက်တယ်။ body ဘေးမှာဆိုရင်အဲသူက charging port အဖွင့်ပိတ်ကဒီဘေးမှာပေါင်းရတာမဟုတ်ဘဲနဲ့ကားရဲ့အထည်ကနေပဲအဖွင့်ပိတ်လုပ်လို့ရတယ်ပေါ့နော်။ဒီမှာဆိုရင်လည်း battery percentage ကိုပြရဲ display လေးပေါင်းဝင်လာပြီးတော့ charging port ကဆိုရင်လည်း CC ရဲ့သူ့အမျိုးအစားကိုပဲအသုံးပြုပေးထားတယ်။ battery capacity ကကြတော့80 kW အသုံးပြုလို့ရပြီးတော့သူက range အနေနဲ့ဆိုရင် WNDP range က900 ကီလိုမီတာအထိအသုံးပြုလို့ရမယ်ပြီးတော့သူ့ရဲ့ fast charging အနေနဲ့ဆိုရင်က3280%ကိုကျွန်တော်45 minute တွင်းလို့ရပြီးတော့ကျွန်တော် slow charging အနေနဲ့တွင်းမယ်ဆိုရင်3280%ကို၄နာရီနဲ့၅နာရီထိတော့တွင်းပေးရမယ်ပေါ့နော် maximum horsepower အနေနဲ့ဆိုရင်လည်းသူက220အထိထုတ်ပြီးတော့ maximum torch ကကျတော့420အထိအသုံးပြုလို့ရတာလေးရတော့တော်တော်လေးမိုက်တယ်โอเคပြီးတော့ဒီ base mount ဆိုရင်လည်းဒီကားရဲ့ဒီ door handle က handle design ဖြစ်သွားပြီးတော့ဒီမှာဆိုရင် data site mirror LED ဖက်မှန်ပြီးကြောင်းတဲ့အတူအောက်မှာဆိုရင်360 camera ပါဝင်လာပြီးတော့လုံးဝကားရဲ့ behavior ကိုကြည့်လိုက်လို့ရှိရင်ဒီကားမှာလုံးဝထင်းနေတာ20လက်မှာ signature aluminum align ကိုအသုံးပြုပေးထားတာဖြစ်ပြီးတော့တော်တော်လေးမိုက်တယ်။တာယာမှာဆိုရင်လည်း tire pressure sensor တွေပါဝင်လာပြီးတော့အထက် suspension မှာဆိုရင်အရှိက double wishbone suspension ကိုအသုံးပြုပေးထားပြီးကားရဲ့အနောက်မှာဆိုရင်ဒီ multi link suspension ကိုအသုံးပြုပေးထားတဲ့အတွက်ကား စီးနင်းတဲ့အခါမှာပို့ပြီးတော့ comfort ဖြစ်တယ်လို့ခံစားရတယ်။ ground clearance ကဆိုရင်လည်း1620 mm အထိမြင့်တာကြောင့်တော်တော်လေးမြင့်တယ်လို့ပြောလို့ရရပါဘောနော်။အဲ့တော့ကျွန်တော်တို့ guide အတွင်းကလေးကိုတစ်ချက်တော့ဝင်ကြည့်လိုက်မယ်။အတွင်းကမှဆိုရင်လည်းတော်တော်လေးကျယ်ဝန်းပြီးအိန္ဒိယဒီဇိုင်းကို aesthetic ဆန်ဆန်လေးအသုံးပြုပေးထားတယ်။ Hello series I'm here close the window driver window closed อืมပြီးတော့ seat ဒီอ่ะဆိုရင်လည်း premium leather သားကိုအသုံးပြုပေးထားပြီးတော့အပေါ်ကဒီ head နားလေးက car design နဲ့အတူထိုင်ကုန်မှာဆိုရင်လည်းအပူ A function နဲ့ air ventilation system တွေပါလာမယ် seat motor ကကြတော့ driver ရော passenger ရော adjust လုပ်လို့ရပြီးတော့ seat memory အနေနဲ့ကြတော့ကျွန်တော်ဒီပဲ driver seat ပဲ adjust လုပ်လို့ရမယ်ပေါ့နော်ပြီးလို့ချင်းဒီကားမှာ safety function အနေနဲ့ဆိုရင်လည်း airbag က 6လုံးပါဝင်လာမယ်ပြီးတော့ audio ဘိုင်းမှာဆိုရင် speaker က7လုံးအသုံးပြုပေးထားပြီးတော့ Siri brand ကိုပဲအသုံးပြုပေးထားရပါတော့ဒီအရှိကိုလာကြည့်လိုက်မယ်ဆိုရင်အရှိမှာဆိုရင် head up display ခုနလက်မှာ digital cluster နဲ့အတူ series logo ညာဘက်ချမ်းမှာ volume adjustment နဲ့ဘယ်ဘက်ချမ်းမှာဆိုရင် adaptive cruise control ပါဝင်လာပြီးတော့ steer တွေကကျိုးစုပ်ဒီဇိုင်းနဲ့ ဖလက်ဘော်ဒွန်ဆိုင်အသုံးပြုပေးထားပြီးတော့ဘယ်ပဲချမ်းမှာဆိုရင်ဒေါ်လာနဲ့အောက်မှာစိုင်းမီရာအဂျက်စမန်ဝင်းနိုအဂျက်စမန်တို့ပါဝင်လာပြီးတော့ဒီကားမှာ driving mode အနေနဲ့ economic sport နဲ့ racing mode ဆိုပြီးတော့အသုံးပြုလို့ရတာလေးကတော်တော်လေးမိုက်ဒီအရှိ dashboard မှာဆိုရင်လည်း premium leather သားကိုအသုံးပြုပေးထားပြီးတော့ဒီ horizontal ဖြစ်နေတဲ့ saver color highlight air gun mount design နဲ့အတူအောက်မှာ roof trim လေး ပေါင်ရင်လာလေးကတော်တော်လေးမိုက်တယ်အလဲမှာဆိုရင် all in one စနေလမှာ infotainment စက်ခွင်ပါလာပြီး epic car play android auto အသုံးပြုလို့ရမယ်ဒီဘက်မှာဆိုရင်မှာကျွန်တော် aircon adjustment cloud တွေနဲ့မှာ seat control မှာဆိုရင်လည်း air ventilation ပါမယ်ပြီးတော့ heat နဲ့အောက်မှာဆိုရင်ထိုင်အောင်မဆက်မဆက်ကူမှာမှာသူက option အနေနဲ့ဒီမှာ၅ခုရေးလို့ရတယ်ဗောနော်သူကတော့ဒီနှိပ်တဲ့ function လေးတွေကို၅မျိုးတုံးလို့ရတာဗောနော်โอเคပြီးတော့じゃတော့ ော်ဒီမှာ360ကင်မရာပါဝင်လာပြီးတော့အပေါ်ပါအကုန်လုံး round check လုပ်လို့ရနေတာလေးကတော်တော်လေးမိုက်တယ်ဒီမှာဆိုရင်လည်း dash cam ပါလာပြီးတော့ဒါက memory card စိုက်မထားလို့လောလောဆယ်တော့ဖွင့်ပြလို့မရဘူးပေါ့နော်နောက်တစ်ခုကဒီမှာ gallery ပါဝင်လာမယ်ကား setting ထဲမှာဆိုရင်မှာ mirror adjustment တို့ဒီမှာ car lock တို့ seat တို့ window တို့ steering wheel တို့အားလုံးကဒီထဲမှာအားလုံး all in one နဲ့ test လုပ်လို့ရမယ်ပြီမှာဆိုရင် battery percentage ဖော်ပြနေပြီးတော့အောက်မှာဆိုရင်လည်း driver mode အနေနဲ့ eco comfort sport နဲ့ဒီမှာ racing mode ဆိုပြီးတော့တည်တံ့ပါဝင်လာပြီးရဲ့အပြင် personalize လုပ်လို့ရ function တွေကတော်တော်လေး mild တယ်။အောက်မှာဆိုရင်လည်းဒီမှာ wheel road mode တို့ trailer mode တို့ပါဝင်လာမယ်ပြီးအောက်မှာဆိုရင် default economic mode နဲ့အတူတူ lighting မှာဆိုရင်လည်း multi color ambition light အသုံးပြုပေးထားတာလေးကလုံးဝ mild တယ်။ driver assist အနေနဲ့ဆိုရင်လည်းဒီမှာ auto emergency brake တို့ lane change assist တို့ bell light intervention တို့ပြီးမှ lane crew assist တို့ door open warning နဲ့ function ကလုံးဝရွတ်သမျှအကုန်ပါအောင်မဆွေရယ် barrier setup အနေနဲ့ air pressure sensor တွေပါဝင်လာမယ်ဒီမှာကိုသွားခဲ့တဲ့ mileage နဲ့ဒီမှာ average speed နှုန်းကအစားဒီမှာ time မှာအစားဒီအားလုံးမှာ display လုပ်ပေးထားတာလေးကတော်တော်မိုက်တယ်ပြီးတော့နောက်ထပ်ထူခြားတာတစ်ခုကဒီမှာ AI assist ပါဝင်လာတဲ့အတွက်အားလုံးကို voice control နဲ့လုပ်ထိန်းချုပ်လို့ရတာလေးကတော်တော်လေးမိုက်တယ် โอเคဒါပြီးွားတော့အောက်မှာဆိုရင်နော် flat design နဲ့ dual echo မောပါဝင်လာမယ်ဒီမှာဆိုရင် wire နဲ့ charging က phone နှလုံးအားသွင်းလို့ရပြီးတော့အလဲကွန်ဆိုး design က root tray နဲ့လေတာကိုပေါင်းပြီးတော့အသုံးပြုပေးထားတယ်ဒီမှာဆိုရင်လည်း signature gear pattern design နဲ့အတူအလဲမှာကျယ်ဝန်းတဲ့ cap holder နဲ့ဒီမှာဆိုရင် electric parking clock ပါဝင်လာမယ်ပြီးတော့ဒီအလဲက storage speaker ဆိုရင်လည်းတတော်လေးကျေဝင်ပြီးတော့ alarm calling system ပါဝင်လာတဲ့အတွက်ဒီ function အလုံးဝမိုက်တယ်ပြီးတော့အပေါ်မှာဆိုရင်ဒီက euro grain နဲ့တွင်ထားဖြစ်တဲ့အတွက်ကြောင့် SOS စနစ်ကလေးပါဝင်လာပြီးတော့ဒီမှာမြင်တွေ့နေရတာတော့စာကြည့်မိနေတဲ့အတူအပေါ်မှာကျေဝင်တဲ့ panorama ပါဝင်လာတာလေးကဒီကအတွက်လုံးဝ less feeling အပြေဝရရတဲ့ခံစားမှုမျိုးရရအောင်နော် အောက်မှာဆိုရင်လည်းနောက်ထပ် storage space တစ်ခုကိုတွေးရပြီးတော့အပေါ်မှာဆိုရင် type c အသွင်းပေါက် usb အသွင်းပေါက်နဲ့အောက်မှာဆိုရင်တွဲဖို့ charging ပေါက်ပါမယ်ပြီးတော့ဒီမှာဆိုရင်ကျန်ဝင်တဲ့ storage space လေးနဲ့အတူ okay မောသွားရေဆိုတော့ရှက်လေးတောက်ပြီးတော့အချင်းလေးနားထောင်လိုက်မယ် hello series i'm right here turn on music okay sears wants to listen bluetooth together with you ကားရဲ့နော်ခံကလည်းတော်တော်လေးကျဝင်ပြီးတော့ sporty လို့ဆန်နေရယ်ဒီ base side ကပါမှာဆိုရင်အပေါ်က premium leather သားအောင်မှာသူကချိုးချိုး design လေးနဲ့ဖြစ်သွားပြီးတော့အောက်မှာဆိုရင် root train design လေးအသုံးပြုပေးထားတယ်အပေါ်မှာစာကြည့်မိပါဝင်လာပြီးတော့ဟောဒီ base မှာဆိုရင်လည်း embrace နဲ့အတူ ဒီမှာဆိုရင် mini storage space လေးပေါင်းလာပြီးတော့ဒီ cup holder design ကလုံးဝ luxury လို့ပေါင်းနေအောင်တွေ့ရတယ်။อืมဒါရင်မဟုတ်သေးဘူးဒီအရှေ့ကခုံဝင်ဆိုရင်လည်းသူကလေသာရဲဥမာ luxury လို့ပေါင်းအောင်ဆိုပြီးတော့ root train design လေးနဲ့အသုံးပြုပေးထားတယ်။ဒီအလယ်မှာဆိုရင်လည်းဒီ jewel air con ဖြစ်သွားပြီးတော့အောက်မှာဆိုရင် type c နဲ့ usb အားသွင်းတော့ပေါင်းလာလေးရတော်တော်လေးမိုက်တယ်။အဲ့တော့ဒီကားရဲ့အထွေကားနေလည်းတော်တော်လေးကြီးပွားပြီဆိုတော့တော်တော်လေးကျယ်ပြီးတော့တော်တော်လေး luxury လို့ပေါက်တဲ့လုံးဝမိုက်တယ်။ အရန်လေးကြိုက်တယ်ရှေ့ကိုသွားလိုက်မယ် Okay conclusion နဲ့ပြောရမယ်ဆိုရင်ဒီကားလေးရဲ့အပြင်ပိုင်းရုပ်ထွက်ကဆိုရင်လဲ sporty လို့ဆန်ပြီးတော့ headlight တွေအသုံးပြုပေးထားဆိုရင်လဲ futuristic ဖြစ်တယ်ပြီးတော့အတွင်းကမှာအသုံးပြုပေးထားတဲ့ premium leather သားတွေကအစဟိုအတွင်းက function တွေလည်းတော်တော်လေးစုံစုံလေးနေပြီးတော့ performance ဘိုင်းမှာဆိုရင်လည်းတော်တော်လေး perfect ဖြစ်တဲ့အတွက်ကြောင့်အကေရဒီကားလေးကို ဟိုစိတ်ဝင်စားရဲဆိုရင်ကျွန်တော် DFK showroom မှာ layout ဆက်သက်ဆုံးလာမင်းများဝယ်ယူနိုင်တယ်ပြီးတော့သူ့ရဲ့ကားအပြင်ပိုင်း color အနေနဲ့က color option က၃ခုရွေးချယ်လို့ရပြီးတော့အတွင်းကမ်းမှာဆိုရင်လည်းနှစ်မျိုးရွေးချယ်လို့ရမှာပေါ့နော် Okay ဒီတော့ကျွန်တော် Facebook TikTok နဲ့ YouTube channel တို့ကို like and subscribe လုပ်ပြီးတော့လိုအပ်သူများကိုလည်းဝေဖန်ချန်ပြလို့ရပါတယ်နောက်ဗီဒီယိုလေးမှာပြန်ဆုံကြပါမယ်အားလုံးကျေးဇူးတင်ပါတယ်ကိုလတ်ပါ